မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာတရမ်းမကျူဆိုပါတယ်ကျွန်တော်နာမည်နိုင်လေးဦးပါကျွန်တော်တို့ဒီနေ့ကွန်ပျူတာစနစ်ကြီးကို Unicode ပြောင်းလဲတဲ့သင်ခန်းစာလေးရဲ့ Unicode ပြောင်းပြီးသွားပြီဆိုလို့ရှိရင်ဇော်ကြီးနဲ့ရေးထားတဲ့မြန်မာစာတွေကစလုံးပေါင်းနေမှန်မှန်ဝင်ဆိုလို့ရှိရင်စလုံးပေါင်းမှန်အောင်အပြန်ပြောင်းတဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာ အဲ့တော့ကိုကကိုကွန်ပျူတာရေးထဲမှာအရင်တုန်းကဇော်ဂျီဖောက်နေတုံးထားတယ်ကိုကဒီချိန်မှာယူနီကုတ်ကိုပြန်ပြီးတော့ပြောင်းကျင်တယ်ပြောင်းတုံးကျင်တယ်ဆိုလို့ရှိရင်အရင်တုန်းကကိုကတုံးခဲ့တယ်ဇော်ဂျီဖောက်တွေကိုအကုန်လုံးကိုပြန်ပြီးတော့ install လုပ်ဖို့နော်ပြန်ပြီးတော့ uninstall လုပ်ဖို့လွယ်ပါတယ်အဲ့တော့ uninstall လုပ်မယ်ဆိုလို့ရှိရင် control panel တွေကိုသွားဖို့လွယ်ပါတယ်နော်အဲ့တော့ control panel ကိုဒီမှာနှိပ်ရရပါတယ်ဒါမှမဟုတ်ဒီ sub box မှာ control panel ဆိုပြီးတော့ရိုက်ချလိုက်ပါ okay တွေ့ရတွေ့ပါလိမ့်မယ်เนาะပြီးရင်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီထဲမှာ program and feature ဆိုတာလေးကိုနှိပ်လိုက်နော် okay ကိုကွန်ပျူတာထဲမှာဒီထဲမှာဆိုလို့ရှိရင်အဲဇော်ဂျီနော်ဇော်ဂျီနဲ့ပတ်သက်တဲ့ font တွေပြီး alpha ဇော်ဂျီတွေရှိရဆိုလို့ရှိရင် icon တွေကို install လုပ်ပြပါเนาะအဲ့တော့ကျွန်တော်ကဒီမှာဒီကွန်ပျူတာလေးကအဲ unicode ကြောင်းတာဖြစ်တဲ့အတွက် စောစောကြီးဖောက်နေတော့မရှိဘူးပေါ့နော်မိတ်ဆွေတွေကွန်ပျူတာတွေထဲမှာဒီမှာတကယ်လို့မှဒီကောင်လေးရမ alpha ဆိုကြီးဆိုလို့ရှိရင်အဲ့ပေါ်မှာတစ်ချက်ထောက်ပြီး right click ကိုနှိပ်ပါပြီး i install ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နော်ဒါဆိုလို့ရှိရင်စောကြီးဖောက်နေမရှိတော့ပါဘူး okay ဒီလိုမျိုးစောကြီးဖောက်နေပြောင်းပြီးသွားပြီဆိုလို့ရှိရင်နောက်ကတစ်ချက်သွားเสียရရှိပါသေးရနော်အဲဒီမှာ install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ရှေ့ကိုပြန်ပြီးတော့သွားလိုက်ပါ okay ဒီ font ဆိုတာလေးကို font ဆိုတာလေးကိုနှိပ်ပေးလိုက်နော် font ထဲမှာဆိုလို့ရှိရင်အဲဘာလောက်မှာလဲဆိုတော့ အဲဒါလေးကိုခိုင်းဆောင်လိုက်မယ်နော် okay found out ရောက်သွားပြီဆိုလို့ရှိရင်အပေါ်ဆုံးပါဒီ found တင်ဆိုတာလေးရှိရယ်နော်အဲဒီ found တင်ဆိုတာလေးကိုဆက်နေလိုက်ပါ okay ဒီမှာဆိုလို့ရှိရင်ဒီမှာ we store we store default found တင်ဆိုတာဒါလေးကိုဆက်နေပြီးတော့ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော် okay အဲဒါရင်တော့နှိပ်တာရှိတယ်ပါနော်ဒါလေးကိုဆက်နေပြီးတော့ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော် โอเคဒါဆိုလို့ရှိရင်အဲဒီလိုမျိုးလောက်ပြီးသွားပြီဆိုလို့ရှိရင်ကွန်ပျူတာကြီးကို reset တစ်ခါချပစ်လိုက်ပါเนาะအဲကွန်ပျူတာ reset ချပြီးသွားလို့ပြန်တက်လာရဆိုလို့ရှင်အဲဘာဆက်ဘာဆက်လောက်ရမှာလဲဆိုလို့ရှင်အဲမာ Unicode နဲ့မြန်မာစာကြီးဖို့အတွက်မြန်မာစာ keyboard လေးကိုဆက်ပြီးတော့ထည့်ပြရမယ်เนาะအဲ့တော့မြန်မာစာ keyboard လေးထည့်ကျင်တယ်ဆိုလို့ရှင်ရင်ဒီလေးကိုနှိပ်ပြလိုက်ပါเนาะ step ကိုနှိပ်လိုက်ပြီးလို့ရှင် step ပြီး setting ဆိုလေးကိုနှိပ်ပြလိုက်เนาะ โอเคเอ่อဒီတော့ရောက်ရောက်သွားပြီလို့ရှင်စတင်တော့ရောက်သွားပြီဆိုလို့ရှင်အဲတိုင်းရန် language ဆိုတာလေးကိုနှိပ်ပေးလိုက်နော်တိုင်းရန် language လေးပြီးသွားပြီဆိုလို့ရှင်ဒီထက်မှာဘာလို့ရမှာလဲဆိုလို့ရှင်အဲဒီ language ဆိုတဲ့အထက်ကိုသွားပါနော်အဲဒီမြန်မာ language နဲ့ထားမယ်ဆိုလို့ရှိရင်လည်းမြန်မာ language တွေပါထားလို့ရရနော်အခုလောလောဆယ်တော့ဒါလေးကိုကျွန်တော်ကတော့ United States ပဲထားပေးလိုက်မယ်နော် main language ဆိုတဲ့နေရာမှာ ဒီမှာမြန်မာစာကီးဘုတ်ထည့်ပေးရမှာဖြစ်တဲ့အတွက်အပေါ်မှာအဲ့ဒီ FIFA နဲ့ language ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်နော်ဒီချက်အပေါ်မှာဘာရိုက်မှာလဲဆိုလို့ရှင်အပေါ်မှာက Bamish ဆိုတာလေးကိုရိုက်ပေးလိုက်မယ်နော် Bamish ဟုတ်ကဲ့ဒီမှာဆိုလို့ရှင်မြန်မာစာ Bamish ဆိုတာလေးတွေ့ရပါလိမ့်မယ်ဒါလေးကိုတစ်ချက်နှိပ်အပြင်နှိပ်ဆိုတာလေးကိုနှိပ်လိုက်နော် Okay ပြီးရင် is i sorry ဒီမှာနော် install ဆိုတာလေးကိုနှိပ်လိုက်နော် โอเคဒါဆိုလို့ရှိရင်ဒီမှာမြန်မာစာလေးပြောင်းသွားလေးကိုတွေ့ရပါလိမ့်မယ်เนาะโอเคအဲဒီမှာအောက်က language ဒီမှာ keyboard လေးနေရာမှာလာ keyboard နေရာမှာလေ ENG မြန်စွာလေးကိုတွေ့ရပါလိမ့်မယ်เนาะကိုယ်နေပြီးတော့မြန်မာစာနေပြီးတော့အင်္ဂလိပ်စာပြောင်းကျင်နေဆိုလို့ရှိရင်သူရဲ့သူရဲ့ပုံစံပေါ့နော်သူရဲ့ပုံစံက logo key လေးရယ်စွေပါလေးရယ်နှိပ်ပေးရအောင်နော် logo key လေးရယ်စွေပါလေးရယ်နှိပ် ဇော်ဂျီနဲ့သုံးနေကြဆိုတော့ကွန်ထုတ်ရဲ့ရှိခဲ့ပဲအများအားသုံးနေကြဆိုလို့ရှိရင်ကွန်ထုတ်ရဲ့ရှိပုံစံလေးပြောင်းကျင်တယ်ဆိုလို့ရှိရင်လွယ်တကူပြောင်းလို့ရပါတယ်အဲ့ဒါဘယ်ထက်ကိုသွားမှလဲဆိုလို့ရှိရင်ကွန်ထုတ်ရဲ့ရှိခဲ့ပြောင်းဖို့အတွက်ဆိုလို့ရှိရင်စနလမ်းခွေတဲ့ကိုပြန်ပြီးတော့သွားဖို့လိုပါတယ်နော်စတက်ကိုနေစတင်ကိုနှိပ်ပါပင်တိုင်းရန်လမ်းခွေစာလေးကိုနှိပ်ပေးလိုက်နော်โอเคဒီထက်ရောက်တော့ဒီမှာလမ်းခွေစာလေးကိုနှိပ်ပေးလိုက်ပါโอเค အဲဒီမှာမဒီဒီအားလေးကိုတစ်ဆက်နေပေးလိုက်နော်ဒါလေးက spelling and typing and keyboard setting ဆိုတာလေးကိုတစ်ဆက်နေပေးလိုက်ပါ okay ဒီတော့ရောက်သွားပြီဆိုလို့ရှိရင်အောက်ကိုဒီမှာအောက် scroll bar လေးနဲ့အကိုဆွဲချလိုက်ပါဒီမှာ aban keyboard setting ဆိုတာလေးရှိရနော်ဒီထက်တော့သွားပါ okay ဒီထက်မှာဆိုလို့ရှိရင်ဘာလို့သွားမှာလဲဆိုလို့ရှိရင် input နော် input language hockey ဆိုတာလေးကိုဆက်နေလိုက်နော် โอเคပြီးတော့လို့ရှင်ဒီမှာ shanky square ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒီမှာဆိုလို့ရှင်အဲကိုကဒီနေရာမှာ control ရဲ့ရှစ်ကယ်နှိပ်မှာဖြစ်တဲ့အတွက် control ရဲ့ရှစ်ကယ်ဆိုတာလေးကိုရွေးပေးလိုက်ပါเนาะ control ရှစ်ကယ်ရွေးပေးလိုက်ပါပြီးရင် okay ဆိုတာလေးကိုနှိပ်ပေးလိုက်เนาะဒီမှာ okay ကိုနှိပ်နောက်တစ်ခါ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ okay ဒါဆိုလို့ရှင်နော် control ရဲ့ရှစ်ကယ်နှိပ်မယ်ဆိုလို့ရှင်အောက်က keyboard လေးမှာ ဉာဏ်စွာလေးကိုပြောင်းသွားပါလိမ့်မယ်ဒါလည်းရင်အင်္ဂလိပ်စာနဲ့မြန်မာစာကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်လွယ်တကူပြောင်းလို့ရပါရဲ့နော်โอเคဒီမှာဟို Friday စောက်ကြည့်မယ်နော် Friday စောက်ပြီးတော့မြန်မာစာလေး Unicode နဲ့ပြေးကြည့်ပါမယ်အဲ့တော့ဒီမှာကြီးကြည့်လိုက်မယ်နော်အဲ့မှာမြန်မာစာပြောင်းကျင်တာဖြစ်တဲ့အတွက် control ရဲ့ shift key နှိပ်ပါโอเคဒီမှာဆိုလို့ရှိရင်အဆင်ပြေလားโอเคဒါဆိုလို့ရှိရင် မြန်မာစာနဲ့ဖိုဝါဒိုနာမည်ပေးမယ်ဆိုလို့ရှိရင်အလွယ်တကူပေးလို့ရပါတယ်နော်။ Okay ဒါဆိုလို့ရှိရင်ဒီကွန်ပျူတာစနစ်ကြီးကို Unicode ပြောင်းတဲ့သင်ခန်းစာလေးကိုရမယ်နော်။ဒါလေးရသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကကိုဝါကိုကွန်ပျူတာထဲမှာဒီလိုမျိုးစနစ်ကြီးကို Unicode ပြောင်းရတာဖြစ်တဲ့အတွက်ဇော်ကြီးနဲ့ရေးထားတဲ့စာတွေကမြန်မာစာတွေကဖတ်လို့မရတော့ရှိပါတယ်။ Okay ဒီမှာဆိုလို့ရှိရင်ဒါတွေကဇော်ကြီးနဲ့ရေးထားတာဖြစ်တဲ့အတွက် ကွန်ပျူတာစနစ်ကိုယူနီကိုပြောင်းတဲ့အချိန်မှာမြန်မာစာတွေကိုဖတ်လို့မရတော့ပါဘူးเนาะမြန်မာစာတွေကမှားနေအောင်တွေ့ရပါလိမ့်မယ်အဲ့တော့မြန်မာစာတွေမှားနေရဆိုလို့ရှိရင် ဇော်ဂျီတွေကို Unicode ပြောင်းတဲ့ software လေးရှိပါတယ်။အဲဒီ software လေးကိုလည်းကျွန်တော်လင့်လေးလေးနဲ့တင်ပေးထားပါတယ်နော်။အဲဒီ software လေးကအဲဒီ software လေးကတော့ဒီမှာ Unicode Unicode Computer ဆိုတဲ့ software လေးပါနော်။အဲ့တော့ဒီ software လေးကို down ပါနော်ဒီ software လေးကို down ပြီးသွားပြီဆိုလို့ရှိရင်အဲဒီလိုမျိုး raw လေးနေနဲ့တွေ့ရပါလိမ့်မယ်နော်အဲ့တော့ဒီ raw လေးပေါ်မှာ right click ကိုနှိပ်ပြီးတော့ extra here ဆိုတာလေးနဲ့ဖြည့်ချပေးလိုက်ပါနော် extra here ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီ software လေးကတော့ zoji ကနေပြီးတော့ ယူနီကုတ်ကိုပြောင်းပေးတဲ့ software လေးပါနော်။ Okay ပြီးသွားပြီဆိုလို့ရှင်ဒီမှာဒီ software လေး folder လေးကိုနှစ်ချက်ဆက်တိုင်းနှိပ်ပေးလိုက်ပါနော်။ Okay ဒီမှာတော့ PK ဒီမှာတော့ PK computer ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်။ဒါလေးက portable software လေးပါ။ portable software လေး portable software လေးဖြစ်တဲ့ install တွေပါလုံးနေစားမလို့ပါတန်းပြီးတော့တုံးလို့ရရနော်။အကြလို့ရှင်ဒီမှာအဲယူနီကုတ်ကိုပြောင်းမှာဖြစ်တဲ့အတွက်အပေါ်မှာနော်။ ဝင်နေတာโอเคဒါလေးပြီးသွားရေဆိုလို့ရှင်ကိုကမှဘယ်ထဲရပြောင်းပါလဲเนาะကိုပြောင်းကျင်တဲ့အခန်းကိုရွေးဖို့လွယ်ပါလားအဲ့တော့ဒီထဲမှာဒီထဲကโอเคဒီမှာဆိုလို့ရှင်တွေ့ရင်တော့အကုန်ဆွဲလိုက်မယ်เนาะအကုတ်ကွန်ပျူတာမှာဆိုလို့ရှင်လည်းမြန်မာစာမှန်မှန်တဲ့အခန်းတွေတော့တော့ပါတော့ပြီးသွားရေဆိုလို့ရှင်သူ့ဘောတစ်ချက်နဲ့ပြီးလို့ရှင်ဒီမှာကွန်ဘတ်စွာလေးကိုနှိပ်ပေးလိုက်ကွန်ဘတ်เนาะကွန်ဘတ်စွာလေးကိုနှိပ်ပေးလိုက်โอเคဒါဆိုလို့ရှင်ဒီမှာမြန်မာဇော်ဂျီယာနေပြီးတော့ ယူနီကုတ်ကိုပြောင်းသွားရင်နော်သူ့ကိုလည်းတစ်ချက်နဲ့ကွန်ဗတ်ဆိုလိုနေနော်သူ့ကိုတစ်ချက်နဲ့ပြင်ကွန်ဗတ်ဆိုလိုနေပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်ဇော်ကြီးတွေကနေပြီးတော့ unique code ကိုပြောင်းပေးတာဖြစ်ရတဲ့ data မြန်မာစာတွေကိုမှန်မှန်ကန်ကန်နဲ့ဖတ်လို့ရပါပြီเนาะအဲ့တော့ data detail ကိုတော့ကြည့်လိုက်မယ်เนาะ โอเคဒါဆိုလို့ရှင်ဒီမှာမြန်မာစာတွေကိုမှန်မှန်ကန်ကန်နဲ့ဖတ်လို့ရအောင်တွေ့ရပါလိမ့်မယ်โอเคဒါဆိုလို့ရှင်အဒီသင်ခန်းစာလေးကိုရမယ်လို့ထင်ပါတယ်เนาะဒီသင်ခန်းစာလေးအဆင်မပြေရမရရှိလို့ရှင်လဲ comment လေးမှာမေးခဲ့လို့ရပါတယ်เนาะโอเคအားလုံးလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ